ားလုံးပဲမင်္ဂလာပါဗုဒ္ဓဦးနဲ့ယာဟုသားသမီးများအတွက်တပတ်စာကကြမ hostel ကိုဖက်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗုဒ္ဓဦးနဲ့ယာဟုသားသမီးများဆိုလို့ရှိရင်တော့ဒီကာလမှာကြီးစွာသောအနှောင့်အယှက်များကြုံတွေ့ရတတ်ပါတယ်မထင်မထားသောရန်သူအနေရများနဲ့လည်းရင်ဆိုင်ရတတ်တယ်အိမ်တောင်ရေးပြဿနာများပေါ်ပေါက်တတ်ပါတယ်စကားများရန်ဖြစ်တတ်တယ်အောက်လက်ငယ်သားများလည်းဒုက္ခပေးတတ်ပါတယ်သတိထားပါထိတ်လန့်ခြောက်ခြားပွေရအဖြစ်ဆိုးများအိမ်မက်ဆိုးများလည်းမြင်မရတတ်တယ်စေဘဝကအဖြစ်၎င်း သူတစ်ပါးကိုကူညီဖို့အတွက်၎င်းငွေထွက်ရတတ်ပါတယ်။စိတ်နဲ့ကိုယ်နဲ့မကပ်ဖဲလည်းဖြစ်နေတတ်ပါတယ်။လုပ်ငန်းကိစ္စများတို့လိုတန်လန်လည်းဖြစ်နေတတ်တယ်။ငွေကြေးဥစ္စာများဝင်တော်လည်းပဲအဖက်မတင်လည်းဖြစ်ရတတ်တယ်။ရှေးတိုးရခက်နောက်ဆုတ်ရခက်ကျင်းတဲ့ကြက်တဲ့အခြေအနေများကြုံတွေ့ရတတ်ပါတယ်။အလောက်အကိုင်းများရှေးမဆက်နိုင်ဖြစ်ရတတ်တယ်။ဟိုဟာလောက်ရကောင်းတို့လို့ဒီဟာလောက်ရကောင်းတို့လို့ ਨੇ အချိန်ကုန်နေတတ်ပါတယ်။မီပေလျက်စပေအထူးသတိထားမယ်ကာလဖြစ်တယ်။အိမ်တွင်းရေးမတာမရလဲဖြစ်တတ်ပါရဲ့ခင်ဗျာ။ အိုးအိမ်နေရာထိုင်ခင်အတွက်ပူပင်တောခရောက်ရတတ်တယ်။ငွေကုန်ကြေးကျများလဲညပြနေတတ်ပါတယ်။ရုပ်တရက်ခါမြတ်ချင်းခါနာချင်းတွေလည်းဖြစ်ပေါ်ပါလိမ့်မယ်။မိမိမိတ်ဆွေတူအူလဲမိမိအပေါ်မှာအထင်လွဲနေတတ်ပါတယ်။လူမှုရေးမှာကတော့မျက်နှာပွင့်ကအစဉ်ပြေနေတတ်ပါတယ်။အခြေအမှကတော့စိတ်မကြည်မလင်မသားဖြစ်ရတတ်ပြီးချစ်သူရဲ့ပြစ်ထားခံရတတ်ပါတယ်။အိမ်မက်နမိတ်အနေနဲ့ကတော့ဖျားဖူးခီးထွက်တီကိုမြင်မက်ပါကအကံကြိုးပေးပါလိမ့်မယ် အကျိုးပေးကဏ္ဍများကတော့48 80 36 131ဆိုတဲ့ကဏ္ဍတွေပဲဖြစ်ပါတယ်။ရတရာအနေနဲ့ကတော့ချိုးချင်းတစ်ခုကိုစားကမိမိရဲ့အရေးကြီးကိစ္စများလုပ်ကြပါအစဉ်ပြေပါလိမ့်မယ်ခင်ဗျာ။